ဒိမတ်ကြက်ချေနေရတဲ့မှာစိတ်ပိုင်းဆိုင်ရာအထောက်အကူပြုပစ္စည်းများလှူရန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်တုတ်ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက်ဒိမတ်နိုင်ငံကြက်ချေနေရတဲ့မှာစိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအထောက်အကူပြုပစ္စည်းတွေလှူရန်ခဲ့တယ်လို့မြန်မာနိုင်ငံကြက်ချေနေရတဲ့မှာသိရပါထိအထောက်အကူပြုပစ္စည်းတွေလှူရန်ပွဲကိုမေလ9ရက်နေ့နနက်ပိုင်းကမြန်မာနိုင်ငံကြက်ချေနေရတဲ့ရန်ကုန်ရုံးခွဲမှာပြုလုပ်ခဲ့ပါထိ အစိုးပါပစ္စည်းများကိုငလင်ဖေးတန်တင်ဒေသတွေဖြစ်တဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှငလင်ဖေးတန်တင်အိမ်ထောင်စုများမှကလေးငယ်တွေအတွက်စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီနိုင်ဖို့ရည်ရွယ်လူရန်တာဖြစ်တယ်လို့ဆိုပါတယ် ရန်ပွဲသို့မြန်မာနိုင်ငံအသင်းအလုံအမှုဆောင်လက်ထော်အထွေထွေအသွင်ရေးမှုနဲ့တာဝန်ရှိသူတွေဒိမန်နိုင်ငံချက်ချင်းဒီအသင်းမှတာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။